မင်္ဂလာပါရှင်။ငါးလပိုင်း26ရက်နေ့မှာ6လပိုင်း10ရက်နေ့အထိတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့လောက်ကန်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါရဲ့ရှင်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်မှာအလုံးနဲ့ပတ်သက်ပြီးတော့လောကကရခက်ခဲတာအလုံးမှာဘဝေမကြတာအလုံးမှာစိတ်မပါတာအလုံးကလည်းဖိစီးမှုတွေအများများတာဒီလိုလေးကြောင့်ပါတပါတယ်။ တံမိုးကြီးသောပြည်စီများထွက်တတ်ပါれပျောက်တတ်ပါれဂယုစိုက်စီခြင်းနဲ့နော်မိတ်ဆွေပေါင်းသင်းတွေရဲ့ကုညီတောင်းပန်ကောင်းတွေရောက်ရှိတယ်။ဒါပြင်ဆရာသမားတွေရဲ့ပံ့ပိုးခြင်းဆရာသမားတွေရဲ့အဆက်အသွယ်ကောင်းတွေရရှိခြင်းဒီလိုလေးလေးတွေ့ရပါတယ်။အိမ်ကိစ္စများအစီအပြေပါလိမ့်မယ်အဲ့တော့အိမ်နဲ့ပတ်သက်ပြီးတော့ဘလို့အကြောင်းအရာမျိုးမဆိုမိမိအတွေ့လွယ်လွင့်တကူနေအစီအပြေသွားမဲ့တပတ်တာလို့လေတွေ့ရပါတယ် ရှင်မြူသားချင်းစီမှာအကူအညီကောင်းထောက်ပံ့ကောင်းတွေရဝှက်ရှိတယ်။အထူးသဖြင့်အနည်းထက်အဝေးစီရနေပို့ပြီးတော့ထောက်ပံ့ကောင်းရမယ်လို့လည်းတွေ့ရပါတယ်။ရန်အနေနဲ့တိုက်ခိုက်ရှိပါတယ်တတိထားပါနော်။မိမိအနေနဲ့ကိုကတော့ကောင်းစီခြင်းနဲ့စေတနာလေးနဲ့ပြောလိုက်တယ်၊ဆိုလိုက်တယ်၊လုပ်လိုက်တယ်၊ကန်လိုက်တယ်အဲ့ဒီစေတနာရဲ့အမှားတွေကိုကြုံရတတ်ပါတယ်။ဒါကြောင့်မိမိကိုတိုက်ခိုက်ခြင်း၊နောက်မိမိကိုအပြစ်ပြောခြင်းဒါလေးခံရတတ်ပါတယ်။ဒီဥစိတ်ပါနော်။ အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်လန်းတဲ့ကာလပါအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့အများကြီးပံ့ပိုးမှုအများကြီးကူညီမှု နောက်အကြံဉာဏ်ကောင်းတာအစဒါမျိုးလေးရရှိစေပါပဲဖြစ်ပါလေကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စူးစူးလုံးဝမရှိပါဘူးရှင်ရခင်ကနေကကျမ်းမာရေးယောဂဝေဒနာခံစားရတဲ့ဝေဒနာရှင်တွေရှိခဲ့တယ်ဆိုရင်တော့ဒီ26ရက်နေ့ရက်နေ6လပိုင်းတည့်ရက်နေ့တော့တွင်ထဲမှာ အနာနဲ့စီးနဲ့တွေ့သွားမယ်စီးကောင်းဝါကောင်းတွေ့သွားစေမယ်လို့တွေ့ရပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အလို့အကင်မှာနည်းနည်းရောက်ရခဲ့ရမယ်ကိစ္စလေးကြုံရတာဖြစ်တဲ့အတွက်ကြောင့်မိမိအနေနဲ့အေးအေးချမ်းချမ်းနဲ့မလုပ်ရဘဲနဲ့အရာအလုံးကိုအပူတပြင်းလေးနဲ့တို့ရှာတာမျိုးလေးကြုံရတတ်ပါတယ် ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကံစမ်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့မိမိရမယ့်ကိစ္စဆိုရင်ကြံ့ကြာတတ်တယ်မိမိဘက်ကပေးရမယ့်ကိစ္စဆိုရင်အပူတပြင်းလီပေးရတာမျိုးလီကြုံရတတ်ပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့အလုံးစုံပူပန်စရာတွေခြုံငုံပြီးကြီးလိုက်တဲ့အခါမိမိကို ချစ်တဲ့သူတွေမိမိကိုခင်တဲ့သူတွေမိမိရဲ့မိဆွေမိမိရဲ့တငယ်ချင်းအပေါင်းအသင်းတွေဇာနေပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့သတင်းကောင်းလေးတခုအလုတ်ကင်နဲ့ပတ်သက်တဲ့သတင်းကောင်းလေးတခုကိုကြားရမှာပဲဖြစ်ပါတယ်ဒီတော့တနင်္ဂနွေသားသမီးချစ်မိဆွေတို့အတွက်တပတ်တာကံအထောက်ဖက်ပြည့်စုံတဲ့ရေရာကောင်းဆရာမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလုပ်ဆောင်ရမယ့်ရည်ရွယ်ကမိမိနေအိမ်ကဖះမှာ ပန်းအဖြူရောင်လေးတွေခုနှစ်ပွင့်အဲ့တော့နှီးစီပန်းပဲဖြစ်ဖြစ်ကန်နမာပန်းပဲဖြစ်ဖြစ်မိမိနှစ်သက်ရာပန်းအဖြူရောင်လေးခုနှစ်ပွင့်ကိုလူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံဆင်ပြေသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်26ရက်9လမှာ6လပိုင်းတရနေ့ဒီတပတ်တာတနင်္လာသားသမီးချင်းမိစုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချင်းမိစု ီတစ်ပတ်မှာအလုံးနဲ့ပတ်သက်ပြီးတော့အပြိုင်အဆိုင်အတိုက်ခိုက်တွေအများများနေပါလိမ့်မယ်။မိမိကိုယ်တိုင်ကလည်းပဲပင်ပန်းနေတာမျိုးလူရာတစ်ပို့ပြီးတော့အလုပ်တွေကိုကျူးစားနေရတာမျိုးလုံနေတော့လည်းပဲအရှိကိုမရောက်သွားတာမျိုးဒီလိုလေးလေးတွေ့ရတပါလေ။တန်မှုကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသစ်နဲ့ပတ်သက်ပြီးတော့ကိုကိုယ်တိုင်ခင်မင်းရင်းနှီးနေရတဲ့မိတ်ဆွေဒါမှမဟုတ်လို့ကျင်လည်းပဲ တခြားတနေရာကိုအဝေးကိုရောက်နေတယ်လက်ဖုံးတတိမရှိဘဲနဲ့မိဆွေအဲ့ဒီမိဆွေကြီးကနေပြီးတော့ကျမ်းမာရေးမကောင်းတဲ့သတင်းတွေကြားရမှာပဲဖြစ်ပါတယ်အိမ်ကိစ္စများစီစဉ်မှုတွေအစီအပြေလေးမေလောကကံရတာလွယ်ကူစီမေအိမ်ရမိသားစုတွေရဲ့ပတ်ဝန်းကျင်တွေလည်းရဖို့ရှိနေပါတယ် ရန်အနေရတိုက်ခိုက်ရှိတယ်အဓိကတော့မိမိကိုလှုပ်ချံမဲ့တယ်ပေါ့နော်အဲ့တော့စကားအရာတော်၎င်းနောက်ပြီးတော့ဒီခွန်အားအရာတော်၎င်းအဲ့လိုလှုပ်ချံနိုင်တဲ့အရာလေးရှိတယ်ဒါလေးကိုတော့ဂိူးဆိုင်ပါအထူးသဖြင့်ကြောက်ချခံရတာမျိုးလေးကြုံရတတ်ပါတယ်အချီးအင်းနဲ့ပတ်သက်ပြီးတော့မျက်နှာတွေအရန်ပွင့်နေမယ်၊လူကြည့်လူငယ်ပေါ်နေမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်လည်းပဲကြောင်းဝင်နှောက်ယှက်မှုတွေအဲ့တော့အိမ်တော်တွေဒီမျက်နှာပွင့်ပြီးဆိုရင်ပို့ပြီးတော့ဂရုစိုက်စေခြင်းနဲ့ အမားတွေတခုပြီးတခုဇက်တိုက်ကြောင်းရတပါလေ။ကျောင်းဝိုင်းနဲ့ပတ်သက်ရင်တော့စူးကျူးလုံးဝမရှိပါဘူးရှင်။ဒါပေမဲ့ဘိုက်မကောင်းတာမျိုးတွေဘိုက်ရစ်တာမျိုးတွေတော့ကြောင်းဝတ်တပါလေ။ဒါတော့ပြီးဆက်ပါနော်။အေးချမ်းချင်းချင်းချင်းရောက်ရှိလာမဲ့တပတ်တာပါ။ဘာကြောင့်လဲဆိုတော့မိမိကိုယ်၌ကလည်းပဲဘလို့အတိုက်ခံမျိုးပဲလာလာဘလို့ခက်ခဲမှုမျိုးပဲလာလာကိုကိုယ်တိုင်ကလည်းပဲတကယ်ကိုဇွဲလုံးလောက်ဝရိယရှိစွာနဲ့ အလုတ်တာလုတ်လုတ်တာပဲဖြစ်ဖြစ်စကားရာမှာပဲဖြစ်ဖြစ်ကြမ်းစီထားတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ဒီလိုဇွေးနေလုတ်သွားတဲ့အရာတွေမှန်သမျှအစီအပြေအောင်မြင်စေတဲ့အရာလေးတွေကိုဒီတစ်ပတ်ထဲမှာထေရီရှားရှားနဲ့တွေ့ရမှာပဲဖြစ်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားနေပါတယ်။ဒို့ပေမဲ့ထီထူးကန်ဆင်းကျင်နေဆိုရင်တော့ငါးတလုံးထီထူးကန်ဆင်းလို့ရပါတယ်။ငွေကြီးလာလာပါများဝင်လာမစေးတဲ့တဲ့ရရှိလာပဲတပတ်တာလို့တွေ့ရပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးမွားတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပဲနေမိခင်ကဲသူတကယ်ကိုနှစ်လိုပဲရှိတဲ့မျိုးသမီးတယောက်ဆီရနေပြီးတော့အကူကြီးကောင်းထောက်ပံ့ကောင်းအကြံဉာဏ်ကောင်းတွေရမှာပဲဖြစ်ပါတယ်ဒီတော့တနေ့မှာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ပြည့်စုံတဲ့ရည်ရွယ်ကောင်းလေးဆီမှာပြင်ချင်ပါတယ်တနေ့လာသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလုပ်ဆောင်ရမယ့်ရည်ရွယ်က လမ်းခရီးသွားနေသူကိုလမ်းစီးရပြူတိုင်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာပြည်လေသွားမိလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။26ရက်9လမှ6လပိုင်းတရင်နေဒီအင်္ဂါသားသမီးချင်းပြီဆိုရင်အလုတ်ကိုင်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အခွင့်အရေးတွေပိတ်ဆို့နေတာမျိုးလုံနေတန်လန်နဲ့ဒီလုံပါမလုံချင်တော့တာမျိုးအယောင်းဝယ်ရေးဆိုရင်လည်းပဲရက်တန်သွားတာမျိုးအေးသွားတာမျိုးညိတ်သွားတာမျိုးကြုံရမှာပဲဖြစ်ပါတယ် တန်ဖိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။မိမိမမျှော်လင့်ထားဘဲနဲ့ဝင်လာတဲ့အရာကိုပို့ပြီးတော့တွေ့ရမှာပဲဖြစ်တယ်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ရံများခြင်း၊စကားများခြင်းပြည်ထနာဖြစ်ခြင်းလို့တွေ့ရပါတယ်အထူးသဖြင့်စာရွက်စာတမ်းကိုအကြောင်းပြုပြီးတော့မှပြည်ထနာတက်တက်ပါတယ်ဒါလေးကိုပြုဆက်ပါနော်အိမ်ကိစ္စများအဆင်ပြေပါလိမ့်မယ်အိမ်နဲ့ပတ်သက်ပြီးတော့ပြုပြင်တာဒါမှမဟုတ်အိမ်ကိုဝယ်တာဒါမှမဟုတ်အိမ်ကိုရောင်းတာ ောက်တစ်ခုကကျတော့အဆောင်ဦးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆောင်ငှားတဲ့ကိစ္စလေးတွေဒါလေးတွေမှာစီစဉ်တကြနဲ့အစီအပြေသွားမယ်အဖက်ဖက်ရဲ့အကူအညီကောင်းလေးတွေဝင်လာဖို့လည်းရှိနေပါသေးတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးတွေကြောင့်ဆင်းရဲဆရာမျိုးလေးကျွမ်းတက်တယ်။ရန်တိုက်ခိုက်အနောက်ရှေ့သတိထားပေးပါနော်။အင်္ဂါသားသမီးချင်းမိတ်ဆွေတွေနဲ့မိမိကိုယ်နိုင်ကလည်းပဲအတိုက်ခိုက်အရန်များသလိုမိမိကိုယ်လည်းပဲကိုကလှုပ်ချင်တဲ့ ရည်ရွယ်ထားတဲ့ကိစ္စတွေမှန်သမျှအဖြတ်အတောက်တွေရန်များပါတယ်။ဒါကြောင့်မို့လို့စတနာအားကောင်းစီဖို့အတွက်ကိုအတိတ်ထံမပြတ်မကွက်လုပ်စီခြင်းနဲ့လို့ဆရာမတော်မြင်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့လမ်းပြောက်တာမျိုး၊ချစ်သူနဲ့အဆက်အသွယ်ပြတ်သွားတာမျိုး၊ချစ်သူစီကနေပြီးတော့ကျင်နာမှုယူရောက်မှုတွေမရရှိတော့တာမျိုးဒါလေးလေးချက်ဝတ်တက်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အိမ်တော်ဘက်ရဲ့အလုပ်ကိစ္စအဆင်မပြေလို့ နောက်ခက်ခဲနေလို့နှောင့်နှေးနေလို့ဇနီးမောင်နှံမိသားစုတွေဆိတ်ရှုပ်စရာတွေကြုံရတတ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမတွေ့ရပါဘူးရှင်။အေးချမ်းမှုညေးချမ်းမှုရရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်။အရာရာမှာမိမိဘက်ကမှန်အောင်လုပ်ပါ။ပြီးရင်မှန်တာတွေပဲပြောပါ။ ဟုတ်တာတွေပဲပြောပါဒါဆိုရင်ဘာဖြစ်လာလဲဆိုတော့အဲ့ဒီရေဒီဖိုးတကူအောင်လို့ပေါ်တက်လာတာပေါ့နော်ကိုကိုနိုင်ကလည်းပဲမှန်တာတွေပြောတယ်နောက်မှန်တာတွေလုပ်တယ်လုပ်ရတည်းအမှန်ကန်နေဒီအတွက်ကြောင့်မို့လို့နတ်မြတ်နတ်ကောင်တဲ့အပေါင်းကြီးရဲ့ဆောက်ရှောက်မှုရရှိစေတဲ့အတွက်ကြောင့်မို့လို့ဒီတပတ်တာကာလတစ်ခုမှာပို့ပြီးတော့မှလုပ်ငန်းတွေနှောင့်နှေးရင်အောင်အစီအပြေတွေငွေကြီးတွေနှောင့်နှေးတာပါပဲရှော့ရှော့ရှူရှူနဲ့ဝင်နေပြောဟာဆိုရတာလေးတွေလွယ်ကူစီတယ်ဒါလေးတွေတွေ့ရမှာပဲဖြစ်ပါလေ ကန်နဲ့ပတ်သက်ရင်တော့ကန်အားနေတယ်။ဒါ့ပေမဲ့ထီထိုးခြင်းနဲ့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့အင်္ဂါသားသမီးချစ်မိစုကိုတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့ရွှင်လန်းလာမယ့်တပတ်တာပွင့်လန်းလာမယ့်တပတ်တာပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမှာမိမိအနေနဲ့မကောင်းသောစိုးရတဲ့အရာတွေအလုံးရဲ့ ဒီစိုးမိုးခြင်းတွေနောက်တစ်ခါနှောက်ရှက်ခြင်းတွေခံရတတ်တယ်အဲ့ဒါဘယ်လိုပုံစံမျိုးပြောတာလဲဆိုတော့ကိုကတနည်းအရောသွားလိုက်တယ်မှောင်ရီပြိုးပြခြင်းသွားတာပဲဖြစ်ဖြစ်ပြန်လာတဲ့အခါမှာအသာဟင်းငါးဟင်းတွေပါလာတာပဲဖြစ်ဖြစ်အဲ့လိုအခြေအနေမျိုးမှာအပမိလာတယ်ဆိုတဲ့အရာလေးတွေဖြစ်တတ်တယ်အဲ့ဒါလေးကတော့ထူးခရူးစိုက်ဆေးခြင်းနဲ့ဒါကြောင့်ရှေ့မှာဆရာမပြောခဲ့သလိုပဲမိမိကိုယ်တိုင်ကစရဏအားကောင်းအောင်နေပါဒါဆိုရင်တော့ဘုန်းတော်အာဏာကိုကြီးမားလာမှာပဲဖြစ်ပါတယ်ပြီးတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေ ကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးဆံမှာပြီးကြပါလေ။အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ယရိယာက ခွေးစာများများချွေးပါ။ဒါဆိုရင်တော့မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လင်းသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။26ရက်9လမှ6လပိုင်းတရနေ့ထိဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ဘုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအလုံနဲ့အခွင့်အရေးကောင်းတွေအများကြီးရရှိစေမယ်လို့တွေးရပါတယ်။ ရောင်းဝယ်တဲ့ပတ်သက်ပြီးတော့ရောင်းပန်းဝယ်ပန်းဒီပွင့်လန်းလာမဲ့တပတ်တာပါတန်မိုးကြီးတို့ပြည်စီများဝင်လာမစေရရှိမှာပဲဖြစ်ပါတယ်မိစေပေါင်းသိစီမှာအကူအညီ၆ပန်းကောင်းတွေရမယ်လို့လည်းတွေ့ရပါတယ်အင်းကိစ္စနဲ့ပတ်သက်ပြီးတော့စီစဉ်ညွှန်ကြားမှုတွေရန်ကောင်းနေ။နောက်အင်းရအကြီးကြီးတွေရဲ့အကူအညီကောင်းလေးတွေအဆက်အသွယ်ကောင်းလေးတွေရရှိစီမယ်လို့တွေးရပါတယ်။ ဆွေမျိုးသားချင်းတွေကနိုင်ရေးသတင်းတွေကြားရတဲ့ပါတယ်။ရန်အန်ဒီရဲ့တိုက်ခိုက်ရှိတယ်မိမိဒီတိုင်းနေနေတန်းလဲနေတော့မှမိမိကိုလာပြီးတော့တိုက်ခိုက်တာအပြစ်ပြောတာဒါမျိုးလေးခံရတဲ့တကယ်ကြီးဆိုင်တော့အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်ပေအိမ်တော်ကြီးနဲ့ပတ်သက်ရင်အီးချင်းတာရတဲ့အိမ်တော်ကြီးတို့တွေ့ရပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ခြေထောက်တွေမကောင်းတာမျိုးဖြစ်တဲ့တည်းခြေထောက်တွေရောင်ရမ်းတာခြေထောက်တွေကြိုက်တာဓူးတွေနာတာဒါလေးဖြစ်တတ်ပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုတွေရောက်ရှိလာပဲတပတ်တောင်းလို့လေတွေ့ရပါတယ်ကိုကိုနိုင်ကလည်းပဲဘာလေးပဲလုံးလို့ကိုလုံးလိုက်ပြီဆိုတာနဲ့ကိုတောင်းဝင်ယူလိုက်ပြီဆိုတာနဲ့ဒီကိစ္စတွေမှာကိုလုံးနိုင်သွားတယ်အဆင်ပြေသွားတယ်နောက်ကိုလုံးလိုက်တဲ့အရာမှန်သမျှလေသူတစ်ပါးရဲ့ဒီအထင်ကရလေးပေါ့နော်သူများသတိထားပြီးတဲ့အရာမျိုးလေးကောင်းသောချီးမွမ်းခြင်းတွေကိုလည်းခံရမှာပဲဖြစ်ပါတယ်ကဲနေပတ်တဲ့ရောကံအားနေတယ် ။ဒါ့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းကျင်နေဆိုရင်တော့၃ညတစ်လုံးထီတိုးကန်ဆန်းလို့ရတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့ဝင်လာတဲ့ပတ်စံတွေကမမြဲတာမျိုးဖြစ်တတ်တယ်။ငွေလုံးဝမစိုးမိဘူး။စုထားတဲ့အရာလေးတော့မှပြန်ပြီးတော့ထွက်တတ်တယ်လို့တွေ့ရတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေထုတ်ကုန်ပြီးကြည့်လိုက်တဲ့အခါကျတော့ကိုယ်ကိစ္စမဟုတ်ခင်နေသူများကိစ္စတွေနဲ့ပဲအမြဲတမ်းလိုက်ပြီးတော့ပူပေးနေရတာမျိုးလीကျွမ်းဝတ်တဲ့တယ်ဒီတွေအာယုံရမ်းနောက်ရတယ်ပေါ့နော် ဒီတော့ဘုံတို့တာသမီချင်းပြည့်စွေတွေကံထောက်ခွက်ဖြစ်စီတဲ့ရေရရာကောင်းလေးဆံမှာပြေးချင်ပါတယ်ဘုံတို့တာသမီချင်းပြည့်စွေပြုလို့ဆောင်ရမယ်ရေရရာကလိုအပ်နေတဲ့နေရာလေးတွေမှာအအေးတက်ကလေးလူပေးရတယ်ဥပမာရက်တောင်လေးလူလိုက်တာအနေဆုံးစင်နောက်ပန်ကာလေးလူလိုက်တာတက်နိုင်တဲ့သူတွေဆိုရင်တော့အဲကောလူလိုက်တာဒါမျိုးလေးလုပ်ပေးခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာပြည်လဲသွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်26ရက်9လမှ6လပိုင်း10ရက်နေ့အထိကြာသပတေးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ကြာသပတေးသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အကန့်အခွင့်အလမ်းကောင်းတွေရရှိစေပါမယ်ဖြစ်ပါတယ်။မိမိကိုယ်တိုင်ကလည်းတကယ်ကိုအားထုတ်ကြိုးစားနေတဲ့အခွင့်အရေးတွေရရှိတာပေါ့နော်။ကိုကိုယ်တိုင်ကြိုးစားအားထုတ်မှုကြောင့်မလို့ရလာတဲ့ ဒီအခွင့်အရေးတွေကနေ ပြီးတော့မှပီတိဖြစ်စီရာနောက်ကိုကြိုးစားမှုကြောင့်မလို့ရလာတဲ့အတွက်ကြောင့်မလို့ကိုကြည်တတ်စရာဒါလေးလည်းတွေ့ရမှာပဲဖြစ်ပါတယ်။တံမိုးကြီးပြည်စီတော့ထွက်တတ်တယ်နော်။မိတ်ဆွေပေါင်းသင်းကောင်းတွေတွေ့ပါလိမ့်မယ်။ဆရာသမားကောင်းတွေရဲ့ကိုကြီးကောင်းတွေလေးရဖို့ရှိနေပါတယ်။ဒါအပြင်အဆက်အသွယ်ကောင်းတွေလည်းရဖို့ရှိပါလိမ့်။အိမ်နဲ့ပတ်သက်ရင်တော့ခေါင်းရှုပ်ရတယ်ဆေးရှုပ်ရတယ်တာဝန်တွေအရင်ပြည့်တတ်ပါတယ်။ ဆွေမျိုးသားချင်းစီရတည်င်းကောင်းနေကြမှာပဲဖြစ်ပါတယ်အဆက်အသွယ်ပြတ်နေတဲ့သူစီကနေပြီးတော့လည်းတည်င်းနေကြတပါတယ်ကျန်တိုက်ခိုက်တော့ရှိတယ်မိမိကိုမနာလိုနေတဲ့သူတွေမကြည်ပြူနေတဲ့သူတွေအပြစ်ပြောမဲ့သူတွေရတော့ဆင်းသင့်ရှိနေပါတယ်ဒါပေမဲ့ကောင်းတဲ့မှာဘာမှမထက်တာပါနဲ့အချီးနဲ့ပတ်သက်ရင်တော့ ချစ်သူနဲ့မိမိရဲ့ကြားထဲမှာလမ်းခွင့်ရတဲ့ဒီဖြစ်တဲ့ပါတယ်ဒါကလည်းပဲကြားလူနောက်ရှက်မှုကြောင့်ဖြစ်တာတာပြီးတော့လည်းပြီးသွားတယ်ဘာမှမဟုတ်ဘူးပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်အေးချမ်းတာရောင်ပဲအိမ်တော်ကြီးပါကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဘယ်ယူဆိုင်ပါအဓိကဘာဖြစ်တယ်လဲဆိုတော့အကျိုးရမ်းတက်တာအကျိုးတက်တဲ့ဝေဒနာတွေကိုခံစားရတပါတယ်အေးချမ်းခြင်းငြိမ်းချမ်းခြင်းရောက်ရှိလာမယ်တပတ်တာပါကိုကိုယ်တိုင်ကလည်းပဲ ။ဘာလေးပဲဖြစ်ဖြစ်စိတ်ရှည်တိကျစွာလုပ်ကြိုင်လိုက်တယ်စောင့်ဆန်းလိုက်တယ်ဆိုရင်အရာရာဟာဒီတစ်ပတ်ထဲမှာအစီအပြေအလုံးစုံပြည့်စုံသွားမယ်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားအလုံးကောင်းပါတယ်ဒီတို့ကန်ဆန်းတယ်ဆိုတော့6တလုံးဒီတို့ကန်ဆန်းလို့ရပါတယ်။ဝေကြီးတက်လာပါများဝင်လာပါစေတည်တည်တည်ရရှိပေဒါအပြင်အလှူရည်ဆက်တဲ့နယ်မကွာလူနိုင်တန်းနိုင်မဲ့တပတ်တာလူလည်းတွေ့ရပါလိမ့်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါ ဘာမှပူပန်စရာမရှိဘဲနဲ့လုံဆောင်ခြင်းမှန်သမျှလမ်းမှန်ကမ်းမှန်နဲ့လုံနိုင်ကိုင်းနိုင်တဲ့အပြင်ပြောရေးဆိုရပါအားဆက်ရှာဆက်ကောင်းစေမယ်လို့တွေ့ရပါတယ်ဒီတော့ကြာသာပြီးသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေဒီယာကောင်းလေးဆံမပေးချင်ပါတယ်သာသာပြီးသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေဒီယာကစရုပ်တီတာလူလေးလုပ်ခဲ့ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်26ရက်9လမှာ6လပိုင်းတရက်နေ့အထိတောက်ကြသားတပည့်ချင်းမိစုရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တောက်ကြသားတပည့်ချင်းမိစုအလုပ်နဲ့ပတ်သက်တဲ့ကံတွေအရင်ကောင်းနေ။နောက်ငွေကြီးကိစ္စလေးတွေစကားပြောဆိုရတဲ့အခါအောင်မြင်စေမယ်။ရမယ့်လမ်းကြောင်းတွေလည်းပေါ်ပေါက်ဖို့ရှိနေပါတယ်။တံမူးကြီးတော့ပြည်စီများထွက်ဖို့လဲရှိတယ်ဝင်ဖို့လဲရှိတယ်ဒါကလည်းမိမိအနေနဲ့တကယ်ကိုလိုအပ်လို့ထွက်ပြီးတာလိုအပ်လို့ဝယ်လဲရတာမျိုးတွေတွေ့ရတယ် မိတ်ဆွေအပေါင်းတင်းရဲ့ဆွဆွဲပြောဆိုတာတွေခံရတတ်တယ်။နောက်ပြီးတော့ကို့အပေါ်မှာအထင်သေးအမြင်သေးတွေခံရတတ်တယ်။ဒါလေးလည်းကြိုးစိတ်ပါနော်။အိမ်ထဲပတ်သက်ရင်တော့စိတ်ရှုပ်ရမယ်၊ခေါင်းရှုပ်ရမယ်။အိမ်အတွက်အရန်နောက်ဆန်တင်ရမယ်၊ပူပန်ရမယ်နော်။ဆွေမျိုးသားချင်းစီကအကျဉ်းဉဏ်ကောင်းတည်ငြိမ်ကောင်းပြီးနော်နောက်ပြီးတော့အကူအညီကောင်းလေးတွေဒါမျိုးလေးတွေရရှိစေမဲ့တပတ်တာလို့လည်းမြင်ပါတယ်။ ရန်အန်ဒီရဲ့အနောက်ရှက်လုံးဝမရှိပါဘူးရှင်။ရန်အန်ဒီရဲ့မရှိတဲ့အပြင်ချစ်သူခင်သူပေါ်လာမယ့်တပတ်တာပါ။အခြေအနေပတ်သက်ပြီးတော့ချစ်သူရှိနေပါလေတဲ့အခြားသူကတယောက်ကနေပြီးတော့မမိကိုလာပြီးတော့ပတ်သက်တာမျိုးကြုံရတဲ့တည်းဒါကြောင့်ချစ်သူနဲ့အဆင်မပြေဖြစ်တဲ့တည်းပြဿနာတွေဖြစ်တဲ့တည်းအထင်မြင်လွေးစရာတွေဖြစ်တဲ့တည်းဒါကိုဘယ်လိုဆိုင်တော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချင်းတာယာတော့အိမ်တော်ကြီးလို့တွေ့ရပါတယ်။ဈာမိုင်းနဲ့ပတ်သက်ရင်တော့ ကျမ်းမာရင်းနဲ့ပတ်သက်ရင်သူကတရှောင်ချောင်ဖြစ်တဲ့တည်းခဏခဏချူချာနေတာတစ်ခုပြောက်သွားရင်နောက်တစ်ခုနောက်တစ်ခုပြောက်သွားရင်နောက်တစ်ခုအဲ့လိုချူချာတဲ့တဲ့အရာလေးဖြစ်တဲ့ပါလေအစားတော့နေတိုင်းယူဆိုင်ပါနော်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးနောက်မိမိကိုအလိန်ညာခံရတဲ့တည်းအဲ့တော့လူလိန်လူညာနော်ငွေလိန်တာဒါမျိုးတွေခံရတဲ့တည်းဒါလေးကိုယူဆိုင်စီခြင်းနေကဲနဲ့ပတ်သက်ပြီးတော့ ကံအားနေပါတယ်။ဒို့ပေမဲ့ထီတို့ကန်ဆယ်ခြင်းနေဆိုရင်တော့ခုနှစ်တလုံးထီတို့ကန်ဆယ်လို့ရပါတယ်။လက်လာပါပွင့်မယ်၊ငွေရှင်မယ်လို့လည်းတွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ငုံပြီးကြည့်လိုက်တော့နေကြမြေကြကနိုင်ငံရဲ့ချားမှအဆက်တွေကောင်းတရင်ကောင်းအခွင့်အရေးကောင်းတွေရရှိစေပဲတပတ်တာလို့တွေ့ရတယ်။ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ပစ္စည်းတွေရေရာကောင်းလေးဆရာမပေးချင်ပါသေးတယ်။ တောက်ကြသားသမီးချင်းမေးဆွေမိမိနေအိမ်ကဖះမှာတင်းမိုတိမဲ့တပကံကက်လူချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမိလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်26ရက်9လမှ6လပိုင်းတရနေ့ဒီတပတ်တာစနေသားသမီးချင်းမေးဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်စနေသားသမီးချင်းမေးဆွေ အလုတ်ကင်ခွလန်းကောင်းတွေအများရရှိမိအလုတ်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာတည်ငြိမ်ကောင်းတွေလည်းကြားရတဲ့တဲ့ကိုကိုတိုင်းလည်းတကယ်လုံးနေတဲ့လည်းနဲ့စိတ်ပျော်ရွှင်တာကြည်နူးရတာမျိုးတွေကြုံရမှာပဲဖြစ်ပါတယ်တံခိုးကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါတယ်မိစေပေါင်းတဲ့ပတ်သက်စိတ်မကောင်းစရာတည်ငြိမ်ကြားရတဲ့ပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေစီစဉ်ရတာအရင်ခက်ခဲစေတယ်။ဒါကြောင့်အေယိုနောက်ဆန်တင်ရတယ်ဒီလိုလေးတွေ့ရတယ်နော်။ ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှိဝါတာဆွေမျိုးသားချင်းရဲ့အခက်အခဲတွေကိုလိုက်လံပူပန်ပေးနေရတာဒီအတွက်လည်းကိုကိုယ်တိုင်လည်းဘာကူညီပေးရမလဲဆိုပြီးတော့စဉ်းစားဆုံးဖြတ်ချက်ချခတ်တာအဲ့ဒါလေးလေကြုံရမှာပဲဖြစ်ပါတယ်။ရန်အတိုက်ခက်ရှိရတော့တတိတားပါမိမိကကိုကမှန်မှန်ကန်ကန်လုပ်နေပါလေရဲ့ ਨੇ ကို့ကိုလာပြီးတော့တိုက်ခိုက်တာမျိုးလေးလေကြုံရတဲ့တယ်ဒါလေးကို view ဆိုင်ပါနော်။ အခြေအနေနဲ့ပတ်သက်ပြီးတော့အင်မတန်မျက်နှာပွင့်နေတဲ့ကာလပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ကမိမိအပေါ်မှာအကောင်းမြင်တာအိမ်တော်ဘက်ရဲ့အလိုကြောင်းမှုတွေအိမ်တော်ဘက်ရဲ့ဖြည့်ဆည်းမှုတွေဒါမျိုးရရှိစေမယ်လို့တွေ့ရပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ခါးရီနာတက်တယ်ခါးရီကြိုက်တက်တယ်အဲ့ဒါလေးကိုဘူးဆက်ပေးပါ။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုယ့်အတွက်မဟုတ်ဘူး။ကိုယ့်ရဲ့အပေါင်းအသင်းကိုယ့်ရဲ့တကယ်ချင်းမိတ်ဆွေတွေအတွက်ကိုကိုကပူပန်ပေးနေရတယ်လို့တွေ့ရတယ်။ ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းပါတယ်အဲ့တော့ထီထိုးခြင်းနဲ့ကန်ဆယ်ခြင်းနဲ့ဆိုရင်တော့သုံးတလုံးထီထိုးကန်ဆယ်လို့ရပါတယ်ငွေကြီးကိစ္စတွေရွှင်မယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့လက်လာပါပွင့်မယ်မမျော်လင့်ထားတဲ့ငွေကြီးကြီးရလာမျိုးလဲကြုံရတဲ့တည်းအဲ့ဒါလေးရတယ်ကိုအလုံးလုံးလို့ရတဲ့ဥစ္စာတကူပိုဝင်လာတာမျိုးကိုမထင်ထားလိုက်တဲ့အနေအထားမျိုးထိဝင်လာတာမျိုးထီပေါက်တဲ့ကဲ့သို့ငွေဝင်လာမျိုးကြုံရတဲ့တည်း အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့မိမိကိုယ်၌ကဘယ်အရာပဲလုပ်လို့အမြဲတမ်းသတိဝိရိယရှိပါနောက်ပြီးတော့ကံငါးပါးကိုအထုသဖြင့်လုံအောင်ထိန်းပါအဲ့တော့စိုးစိုးတော့ငွေတွေဝင်မယ်အထုတွေအများကြီးရရှိမယ်ထီပေါင်းတခဲ့သူဝင်မယ်ဆိုတာကအဲ့ဒီကံငါးပါးလုံးချုံသွားပြီဆိုတာနေအခုဆရာမပြောတဲ့အတိုင်းဒီတစ်ပတ်တည်းမှာကျင်းတည်ပေါင်းငွေတွေအစုလိုက်ပုံလိုက်ရရှိစီပါပဲဖြစ်ပါတယ်ဒီတော့ထီထုတ်ကန်ဆန်းမယ် ဆိုတဲ့အခါမှာလည်းသုံးတလုံးကိုထိတွေ့ကန်ဆန်လို့ရတယ်။ကံရဲ့အထောက်ပံ့ကောင်းတွေခွန်လန်းကောင်းတွေရရှိစေဖို့အတွက်ဆံမရည်ရည်လေးပြေးချင်ပါတယ်။စနေသားသမီးချင်းမိတ်ဆွေမိမိအနေနဲ့ကံရဲ့အထောက်ပံ့ကောင်းတွေရရှိစေဖို့အတွက်အင်္ဂဖယားမှာပင်းပလာတာတပတ်ကံစွန့်တော်ကဲ့ရင်ဖြင့်ခက်ခဲနေသောတပတ်တာ အလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။